အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါတယ်ဟုတ်ကဲ့ပါဒီရက်ဆယ်လပိုင်း2025ရက်နေ့မှာအချိန်ပြန်ကစားကြမယ့် Italy City ရဲ့ပွဲစဉ်ကိုကျွန်တော်ဆက်လက်ပြီး share ပေးသွားမှာဖြစ်ပါတယ် Italy City ရဲ့မှာတော့ကျွန်တော်ရဲ့အကြိုက်ဆုံးသုံးပွဲယူထဲစားတော့ဒီကလို့မောင်းဘော်ဒီတိတက်ဒါ live view ဆော့ကလာလို့ရပါတယ်မောင်းကြတဲ့လူကမောင်းဆော့ပြီးတော့ ော်ဒီတည်တံ့ကြတဲ့လူကဘောလီကိုကြိုက်တဲ့ဘောလီရွေးထုတ်ပြီးတော့၃ဘောသုံးဘောပေါ်လီဆော့လာလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ ETL စီးရဲ့ဘောမှာကျွန်တော်ရွေးထုတ်ပေးထားပွဲစဉ်အားလို့ပေါ့နော်လာဇီယိုပြင်ပါမအင်တာပွဲစဉ်တွေပဲဖြစ်ပါတယ်ဒီ၃ဘောလုံးရွေးရှက်ပြီးတော့မှဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့လာဇီယိုနဲ့တိုလီနိုပွဲစဉ်ကျွန်တော်ဆက်လက်ရွေးရှက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာနော်လာဇီယိုကတော့ ETL စီးရဲ့ဘောမှာနိုင်ပွဲ၂ပွဲပဲရောက်ထားပြီးတော့ကျွန်တော်ဘောတွေရှုံးနေတာလေဒီနေ့ပွဲစဉ်မှာလည်းရုံးကန်လာဖို့လို့ရှိရပြရမှတ်လို့အချက်ရှိနေတဲ့ကြောင့်မလို့ ိုလီနိုကတော့ဝိုးဝင်းဖြစ်တယ်ဆိုမှညံ့တယ်ဆိုမက်ဆင်ဂျာ15မှာဗျဒါပေမဲ့လာဇီယိုနဲ့တော့တိတ်ပြီးတော့မကွာဘူးဒါပေမဲ့အိမ်ဝင်းဖြစ်တဲ့လာဇီယိုကနေပဲယနေ့ကြောပေးထားတဲ့တိုလီနိုပေါ်ဒီဇီလေးပေါ့နော်ဒါတလုံးသွင်းသွားရင်ဒါပြဆုံးစားသေးဖောက်ပေးထားတယ်ကိုပေါင်းစီကနှလုံးချုံကနေပြီးတော့ဒါနှလုံးသွင်းသွားပြဆုံးချုံသေးတိပေးထားကြဗျဒါပေမဲ့တိုလီနိုနဲ့ဒီလာဇီယိုထိတိုက်တွေ့ဆုံနိုင်မှာဆိုလာဇီယိုအသာလေးရတဲ့ဆိုပေမဲ့အင်ဝင်းဖြစ်တဲ့လာဇီယိုကနေပဲအီတလီစီးရီးမှာဆိုရင်ဒါရှေ့သမတိမြင်ဖြစ်နေပြီးတော့ကျင်းမောင်းလာလဲညာပြီဒီနေ့ပွဲစဉ်မှာတော့ဆက်လက်ပြီးတော့ရှုံးနိုင်သွားလို့လို့မရဘူးဗျ တိုလီတိုနဲ့ဒီလာဇီယိုတဲ့ကိုခတ်မရလဲမှာဆိုရင်လာဇီယိုတစ်ဖက်ထဲနဲ့တွေပဲဒါဟိုးပြက်နဲ့နိုင်ရရှိပြီးတော့နိုင်သုံးဘက်ကိုရယူသွားပြီးတော့အီတီစီတီရဲ့အစင်စားရတာနံပါတ်၁နေရာလောက်ကိုရယူသွားလိမ့်မယ်လို့ကျွန်တော်ကတော့ခံမရလည်းမိပါတယ်ဆက်ချက်ကိုရွေးချယ်ပေးရမှာဆိုရင်တော့လာဇီယိုနဲ့တိုလီတိုတို့ပွဲစဉ်မှာကျွန်တော်ကတော့အိမ်ကိုဖြစ်တဲ့လာဇီယိုဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးကြပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ပါမားနဲ့လက်ရှိပွဲဆိုကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်ဗျာပါမားနဲ့လက်ရှိပွဲစဉ်မှာဆိုရင်အစင်စားရတဲ့မူကတော့တိတ်ပြီးမှောက်အောင်ဆိုပေမဲ့လက်ရှိကတော့တက်ထင်းလုံးရောက်နေဖြစ်တယ်ဗျာ ပါမားကတော့အစင်ကြ၁၄ပြဒါမျိုးနှစ်သိန်းသလုံးထိတိုက်ပြုစုံပိုင်းကိုပြန်ကြည့်ရမယ်ဆိုရင်တော့နှစ်သိန်းသလုံးကမျှတယ်ခြေတူရဲလို့ပြောလို့ရတယ်အင်ကွင်းဖြစ်တဲ့ပါမားကနေပြီးတော့ဒီအီတလီစီးရီးရဲ့ပေါ်တော့ဒါလက်ရှိလေးကိုကြောဖိတိုက်ပေါ်ဒီစီးမှာဆိုရင်ခြေတူဆိုရင်အရှုံးစီးရနဲ့သလုံးသွေးပိုင်းပြဆုံးစားပေးထားတယ်ကိုပေါင်းစီးကနှလုံးချုံးကနေပြီးတော့ဒါနှလုံးသွေးပိုင်းပြဆုံးချုံးသေးတိဖောက်ပေးထားတယ်ဒါကနေဦးစီးပြဒါပေမဲ့စဉ်းစားရဆိုတော့ပါမားကနေပြီးတော့ဒီနှစ်သလုံးသွေးပိုင်းပြဆုံးစားသေးပေးထားတဲ့လက်ရှိအတင်ကိုကျွန်တော်ရဲ့ကိုခံမရလက်ကတော့ပါမားကတ်နိုင်သွားပြီးတော့အနိုင်သုံးမဲ့ရောက်လိမ့်မယ်လို့တွေးမြင်မိတယ် ဆက်ကြွေးရွှေ့ပေးရမှာဆိုရင်တော့ပါမနဲ့လက်ရှိပွဲစဉ်မှာဆိုတော့ကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ပါမဘော်ဒီပဲကျွန်တော်ဆက်လက်ပြီးရွှေ့ရှယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ဆုံးတစ်ပွဲဖြစ်တဲ့အင်တာနဲ့ပေါ့နော်ဒါစီမိုနီတို့ပွဲစုံကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။အင်ကိုဖြစ်တဲ့အင်တာနဲ့ရောစီမိုနီကိုကြောထားတဲ့ဘော်ဒီတင်မှာဆိုနှလုံးသွင်းပါရင်ဒါ ရသုံးအစားသေးရနေမယ်နှလုံးသွေးသေးဒီပြောင်းလဲသွားတယ်ကိုပေါင်းသေးမှဆိုသုံးလုံးသေးရတယ်သုံးလုံးသွင်းသွားရင်ရသုံးအရှုံးသေးဒီဖောက်ပေးထားရပြချန်ပီယံနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒါလို့အနိုင်ရရှိရဆိုမဲ့ ETD CD မှာလည်းဒီနေ့အနိုင်ရရှိပြီးတော့အဆင်ပြေရရပေါ့နော်နံပါတ်1ကိုရှင်းလျှောက်ဖို့တော့သူရင်ဒါယနေ့ဖောက်ပေးတဲ့ပေါ်စီကတော်တော်လို့ပြင်းတယ်လို့ပြောကိုပေါင်းသေးရလည်းမျှတာတယ်လို့ပြောရရပြဝေကွင်းဖြစ်တဲ့ဒီဆီမိုနီကတော့ဒါအဆင်ပြေရ9ဆိုပေမဲ့အင်တာမီလန်ကတော့အဆင်ပြေရနံပါတ်5ပြဒါကြောင့်မို့ရုံးကန်ရဖို့တော့ရှိတယ်စကြဝဠာရွှေ့ပြရမယ်ဆိုတော့အင်တာလို့ဒီနေ့နိုင်သွားခဲ့အောင်မှာဒါဘိုးကတော့အနည်းဆုံး နှလုံးမဟုတ်ရှင်တော့ဒါ 3C ဖြစ်ပြီးတော့31လည်းဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ကတော့စိတ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်အင်တာနက်ဒီစီမူလူပေါ်စင်မှာဆိုရင်အင်ဝင်ဖြစ်တဲ့အင်တာဘော်တွေပဲကျွန်တော်ကြားညစ်တတ်ပါတယ်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဒီနေ့မှာရှင်ပြန်ကစားကြမယ်အီတလီစီးရီးရယ်ပေါ့နော်ဒါ၄ရက်ဆယ်လပိုင်း2025ရဲ့နေရွေးချယ်မှုမှာဆိုရင်လာဇီယိုနဲ့ဒါတိုနီဝဲလ်မှာဆိုအင်ဂူဖြစ်တဲ့လာဇီယိုဘော်ကိုရွေးချယ်ပေးတာလာဖြစ်ပါတယ်။ပါမာနဲ့လက်ရှိလိုပွဲချင်မှာဆိုအင်ဂူဖြစ်တဲ့ပါမာဘော်ဒီအပြင်အင်တာနက်ဆီမိုနီလိုပွဲချင်မှာဆိုလည်းအင်ဂူဖြစ်တဲ့ဒါအင်တာကိုရွေးချယ်ပေးထားပါလား။ ီပွဲစဉ်သုံးပွဲလို့ညီကိုတို့အကြရှင်းတူမယ်ဆိုလို့ရှိရင်တော့ဒါမောင်းဘော်ဒီတည်တက်လိုက်ပြီးစကားစားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ YouTube channel လေးကြည့်ရှုအားပေးတဲ့ညီကိုတို့အထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါလေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ